အောင်မြင်သွားသူနဲ့မအောင်မြင်တဲ့သူကြားထဲမှာအထက်ကလိုင်းကပပလေးမရက်သွားဘဲနဲ့ပုံမှန်လေးလုံနေတဲ့သူကအချိန်တန်သူ့အတူအောင်မြင်သွားတာပဲကျွန်တော်လည်း11ပြိတ္တာဆိုတော့ကျွန်တော်က2000ခုနှစ် Michael Owen နဲ့ကျွန်တော်စဖတ်တာအေးမှန်မှန်ရအဲ့ဒါစထွက်တဲ့ဟာဖြစ်မယ်အဲ့စထွက်တာပြထမဆုံးပဲလေအဲ့ပထမဆုံးပဲကျွန်တော်အဲ့တုန်းကကျွန်တော်တက်ကငယ်သေးရကွာ12နှစ်လောက်ပဲရှိအောင်12နှစ်လောက်ဆိုတော့ကျွန်တော်အဲ့အချိန်မှာအဲ့လိုမျိုးကျွန်တော်ကျတော့ဟိုဟို တမျိုးပေါ့နော်မိဘတွေကတခြားအလုပ်တွေကျွန်တော်ကကျွန်တော်ကိုနှလုံးသားတွေကကျွန်တော်ဝမ်းသာပါပြီးတော့ဒီဘောလုံးလမ်းကြောင်းရောက်လာပါပေါ့နော်အဲ့ဒါစဝယ်တော့အဲ့ channel ဆိုင်ရေးတော့အကဘာလေးရလှအဲ့တော့မိုက်ကယ်ကိုအဝင်ကအဲ့ချာဘလုံးတော့ရတဲ့နှစ်ဘလုံးတော့ရတဲ့နှစ်ဆိုတော့အာအဲ့ပုံလေးနဲ့ဆိုအဲ့လိုမျိုးပုံစံလေးဆိုအာကျွန်တော်အဲ့မှာအဲ့ဒါလေးစဝယ်ကြည့်မယ်ဆိုအဲ့နေ့ကကျွန်တော်အလဲပဲမဖက်တာနောက်ပြီးဘလောက်တိဖြစ်လာဆိုကျွန်တော် obsession ဖြစ်လာတယ် obsessive ဖြစ်လာတော့မဖက်ရရင်မနေနိုင်တော့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော်တော်ဆိုးလား အခုလည်းအဲ့ဘွားလာတာပဲလေ11ကိုဟုတ်တယ်တကယ်ဆွဲတာကျွန်တော်အဲ့လိုမျိုး coffee ဆွဲတယ်လို့အဲ့လိုမျိုးဆွဲပြီးတော့အဲ့အင်္ဂါနဲ့ကျွန်တော်တို့ဒီတောက်ကြနေမှာကျွန်တော်မနဲ့ကိုအဲ့ဒါလေးမှမဖက်ရအဲ့ဂျားနဲ့ကုန်ပြီဆိုကျွန်တော်ယူပြီအဲအဲကျွန်တော်လိုက်ရှာပြီဟောဂျားနဲ့အယမ်းမြန်တယ်ဗောနောကုန်တာကျွန်တော်တို့ဒီ prime လောက11 prime ကိုအဲ့ prime တိုင်းမှာဆိုမနဲ့ဆိုရင်အစော်ကြီးထားဝယ်ရတယ်အဲ့လိုမျိုးတွေဂျုံခဲ့တာဗောနောကျွန်တော်ကတော့တကယ်11 fan ဗောအဓိကတော့အခုရဲ့ ပြိတ္တပါအဓိကအကူရဲ့ပြိတ္တပါဘုံတခြားဟာတွေလည်းကောင်းတယ် presentation ကအကုန်ကောင်းတယ်အခုဟာကကျွန်တော်ကအဲနောက်ဆုံးတစ်ပတ်တွင်းအဲပုံစံမျိုးပြန်လဲခန်းစားခြင်းလို့ကျွန်တော်ကနောက်ပြီးတော့အဲအခုရဲ့ဟိုဟာအရန်ကြိုက်တာဟိုဘယ်လိုပြောမလဲ biography ရေးတာမျိုးလေးတွေအခုရေးတာတွေကအခုက entrepreneur ပဲဗျာသိလားအဲ့ဟို tactical ရေးတာမျိုးတွေကကျွန်တော်တို့စီမှာတွန်းတွန်းကြဲကြဲမလုပ်ခဲ့အဲ့ခေတ်ကဘိုးဆိုးတယ် tactical ရေးရဆိုအဘိုင်ပြောနေရလဲပေါ့အခုခေတ်တော်မှာခလေးဟိုဟိုညီလေးတွေဒါအခု generation မှာဆိုစိတ်မဝင်စားကြတော့ဘူးเนาะအဲ့တော့ tactically ဘလို့ရေးပြတော့လဲနောက်ပြီးတော့အကူကပဲစတယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်တော့လားအကူကစတာမဟုတ်ဘူးအကူကစောတဲ့ဆရာကြီးတယောက်ရှိတယ်ဟုတ်ဆရာခမောင်နိုင်ဟုတ်ကဲ့ဆရာခမောင်နိုင်ကဒါအကူတို့အားလုံးရဲ့လမ်းပြကျဲပဲဟုတ်ကဲ့ဆရာခမောင်နိုင်မသိဟုတ် ်သူကလမ်းပြကျဲလို့ပြောရင်သူကတခါသူ့ channel ကလည်းသူကိုယ်ပိုင်ထုတ်တဲ့ channel ကလည်းထွန်းတောက်ကျဲဟုတ်အဲ့ထွန်းတောက်ကျဲညီလေးတို့မှီလိုက်မှာမဟုတ်ဘူးအောင်ဒိမ်ထားလိုက်ပြီအရင်မမအောင်ကြားတော့ကြားဘူးလေကြားတော့ကြားဘူးအကိုတော့ကြားတော့အဲ့ဆရာခမောင်းနိုင်ကိုအရင်ကြိုက်တယ်ဆရာခမောင်းနိုင်က tactically နဲ့ပတ်သက်တဲ့ဟာလေးတွေရေးတယ်အထူးသဖြင့်ဆိုရင်ဆရာခမောင်းနိုင်ကအိုးခေဥိုင်းပါပဲ Euro 96 or ဝါကပ်98ဖြစ်လိမ့်မယ်ဟုတ်ကဲ့ဘယ်ပွဲပါကြောင်းလို့ဟာတို့သူကအာအဲ့လောက်တော့မစော် sorry ဒီ euro 2004ဖောက်လောက်ဖြစ်မယ်ဟုတ်ကဲ့အဲ့မှာဘယ်ပွဲပါကြောင်းဆိုတာအဲ့ဘောလုံးပွဲတစ်ပွဲအနိုင်အရှုံးကဒီအသင်းပါကြောင်းနိုင်တာလဲဒီအသင်းပါကြောင်းရှုံးတာလဲကို tactical point of view ကနေသူရေးတာအာအရန်လူတိမများလိုက်ဘူးတကယ်တော့ဒီထက်အရန်တန်မှုရှိတယ်ဒီထက်ပို့ပြီးတော့ပေါက်တင်တယ်ပေါ့နော်ဒါပေမဲ့ထင်တော့မပေါက်ခဲ့ဘူးပေါ့အကောတော့သူ fan ဟုတ်ကဲ့သူဖန်အသူဖန်ဖြစ်တဲ့အပြင်ကိုနောက်တစ်ချက် ကအခုအားသာချက်ကတော့ထွန်းတော့ကျေမတိုင်ငင်တဲ့ကလည်းအခုဆော့ဆော့ပြောရတဲ့ထမလည်းပါတယ်ဟုတ်အခုအဖေအခုအကိုနဲ့အကိုနဲ့ဟာဟုတ်ကဲ့အမေကလည်းတကယ်တမ်းကျတော့အထန်စတီအတူထိုင်ကြည့်ကြတာပဲဟုတ်ဟုတ်၄ရောင်တိုင်ကြည့်ပြီးတော့တကယ်ဟို technically technically တကယ်ကိုသုံးတတ်တာဟုတ်ကဲ့ပြောနေကြတာ အခုပြောတဲ့စကားလေးဆိုရင်နောက်ဆုံးအခုပြောပြမယ်အခုအိမ်သားမှာအခုဝန်ထမ်းအိမ်မှာနေတယ်အိမ်သားမှာအခု engineer ပေါ့နော်ဒီ R&D ကျောင်းစင် engineer ဒီစက်ယုံရဲ့အရာရှိတယောက်ရှိတယ်သူတို့ဆိုသူဆိုရင်အခုပြောတာလေးလာနားထောင်တာအခုညီကိုချင်းချင်းပြောတဲ့ဟာတွေအခုဘောလုံးအကြောင်းပြောတဲ့ဟာတွေကအခုကအော်ကိုရမှာကွာနိုင်ရမှာကွာပြောတာမဟုတ်ဘူးအခုလို့လောက်တဲ့ပုံစံကအခုလို့သာပြောတဲ့ပုံစံကအဲ့ချိန်တည်းကအခုကတက်တစ်နဲ့ရင်ပါနေတာ ရင်ပါနေဆရာခမောင်းတိုင်းလိုကလောင်ရှင်ထွက်လာတော့ကိုရောကြိုက်တယ်။ဆရာမန်းဘော်လုံးကိုကြိုက်တဲ့ပုံစံကတမျိုး။ तू ကဒီ tactics ဘိုင်းမို့ तू က floor ဘိုင်း။ဟုတ်ဟုတ်ဆရာခမောင်းတိုင်းကိုကြတော့အဲ tactically ကိုကြိုက်တယ်။အဲ့ခါကျတော့11ကိုအကိုရောက်တဲ့အချိန်မှာတော့တေးကြတယ်ဆရာခမောင်းတိုင်းကနောက်ပိုင်းတော့ဆုံးသွားတယ်။စာလည်းမရင်းအောင်ကျမ်းမာကြီးလည်းမကောင်း။အဲ့တော့ဒီဘက်ခက်ကတော့အကိုကစတာပဲ။ဟုတ်ကဲ့။အာသာဂျာနယ်တွေမှာ အခုရှိမှာတော့ဆရာကောင်းတာရှိတယ်သူကနည်းနည်းလေးအဆက်ပြတ်သွားတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီ11အောင်မြင်တဲ့အချိန်နဲ့အကိုကကံကောင်းတာဆရာကောင်းနိုင်လို့မဟုတ်ဟုတ်ကဲ့အကိုရဲ့ background ကြာနာကလူကြိုက်များပြီးတော့အကိုမဝင်ငယ်တည်းကတိုင်ကလုံးပေါ်ပြီးသားဟုတ်ကဲ့အဲ့မှာအကိုကဒီ tactics ပိုင်းနဲ့ပတ်သက်တာအဲ့တော့ tactics နဲ့ပတ်သက်ရင်ဘောလုံးတစ်ခုတည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အကိုပြောတယ်အကိုငယ်ငယ်ကအားကားသားပေါင်းဆုံးအကိုတို့ကအတူတူကြည်လာဖြစ်တဲ့အတွက်လက်ဝိမှာလဲဒီ manufacturing နဲ့ဒီ ်မေဝသားနဲ့မေဝသားနဲ့မေဝသားနဲ့ပွဲဆိုပွဲကြုံမှာအခု tactically ရေးတယ်ဟုတ်ဒါတကယ်ပြောတာလူအခုစီကိုစာပေါင်းများစွာရောက်လာတာ11အလူတွေအခုဒီလည်းရှိကြသေးတယ်သူတို့အသိဆုံးပဲအဲ့ပွဲကြုံမှာရေးတယ်အဲ့အခုရေးတဲ့အတိုင်းပဲအခုဆက်နှချီကိုအခုစိတ်ကူးရင်ပြီးရေးတာဒီပွဲကဒီလိုဖြစ်လာနိုင်တယ်ဆိုတော့ဟာအဲ့ပွဲကအဲ့အတိုင်းဖြစ်လာတယ်တကယ်ထိုးတဲ့အချိန်မှာအော်အဲ့အတိုင်းပဲအခုပြောတဲ့အတိုင်းပဲထိုးပေါက်ကဘလို့ဘလို့ရှိမှာဆိုတော့ဟာကြီးကွက်တီရေးသွားကြတာ အဲ့ဒီပွဲပြီးတော့တခါကပွဲပြီးကိုပြန်ရေးတယ်ဒါဘာကြောင့်လူတွေအဲ့ဒီမှာဖက်ခေအောင်နိုင်ကုန်နိုင်တဲ့မဟုတ်ဘူးအကူကတမန်လေးဘာကြောင့်ဒီမေဝသားဘာကြောင့်နိုင်တယ်လဲဆိုတော့ဒါတွေဒါတွေကြောင့်နိုင်သွားတာအဲ့ဒီဟာကတခါ tactically မှာလုံးဝနဲ့ပတ်သက်ပြီးတော့အကူ fan တွေအများကြီးတိုးတာပေါ့ဟုတ်ကဲ့တိုးတဲ့အချက်ပေါ့အဲ့ဒီနောက်ပိုင်းအဲ့ detective ပိုင်းနဲ့ပတ်သက်ပြီးတော့အကူတချို့ဂုဏ်သရာတွေရှိတယ်မြန်မာနိုင်ငံမှာ tiki taka ကိုအကူကစာမိတ်ဆက်ပေးခဲ့တာဟုတ်ကဲ့အကူအပြင် tiki taka ကိုဘယ်သူမှမရေးခဲ့ဘူးသူတို့ ဘယ်သူမှလည်းမကြောက်ဘူးဟုတ်ကဲ့အဲ့တော့အကူကအဲ့နှမ်းနှမ်းဆက်ဆက်အကူကလိုက်ရှာဖွေပတ်စုရဲနဲ့အကူအဲ့ဒီဒီ journalist အကြောင်းပေါ့နော် journalist သူကသူကဒီညီလေးတို့ပေါ့ commentator ပေါ့ဒါမဲ့သူကအရင်တော့ NBA တွေစပိန်မှာစပိန်မှာ NBA တွေဟိုဟာစပြတဲ့အချိန်မှာသူကအဲ့ NBA မှာသူကဆရာကြီးဟုတ်ကဲ့ဒါမဲ့ဘောလုံးပွဲတွေဟိုဟာဖြစ်တဲ့အချိန်မှာသူကဘောလုံးဘက်ကိုကူးလာတဲ့အချိန် NBA မှာလွတ်လပ်တလောက်ကွာဘောလုံးမှာ ဟို crew အကြီးတွေနဲ့အရင်စီးပွားရေးကောင်းတာဟုတ်ကဲ့ဒီဒီစပိန်ရဲ့ဘောလုံးကြတော့အကြီးဖြစ်သွားတယ်ဟုတ်ကဲ့အဲ့မှာ तू ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့သူ့ဘောကတော်တော်လေးဒီ Andres Andres Montes လို့ခေါ်တယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ तू ကဒါပေမဲ့အဲ့သူ့ရဲ့စကလုံးနဲ့အရင် poetic ဖြစ်တယ်တကယ် iconic line တွေအများကြီးထွက်တယ်အဲ့အဲ့ ticket တာက तू ကစားတာ तू ကစားတဲ့ခါကျတော့အဲ့မှာအဲ့ ticket တာကနဲ့ပတ်သက်တဲ့ဟာလေအကုန်အကုန် light ရှာပြီးတော့အကုန်ကိုယ်တိုင်လေ့လာပြီးတော့မှာ or ticket တာကဆိုတဲ့ဟာကို အခုစပြီးတော့ရေးတော့11အလူလည်းမကြဘူးဘာကြီးလေဟုတ်အတကယ်ပဲတကယ်မှာစဖတ်တကယ် ideology တခုပဲဟုတ်အဲဒီပြောမယ်ဆို English media တွေမှာတော့သိပ်မသုံးသေးဘူးဟုတ်ကဲ့အခုစပိုင်းရနေပြီတော့ဆိုတော့အဲ့ဒီဟာလည်းဒီအခုစပြီးတော့မိတ်ဆက်ပေးခဲ့တာပဲဒါအခုဒီရေးခဲ့တဲ့တတန်းတစ်ချောင်းမှာမမရပြောဆိုအဲ့ကောင်တော့မမရပြောရမယ်အဲ့ ticket တော့ကိစ္စပေါ့နောက်ပြီးအခုဒီဟိုဒီစာရေးနေတဲ့အခု အလဲဘက်မှာလုံနေတယ်အခုအများကြီးလုံနေတဲ့အချိန်မှာ other opportunity တွေရောရခဲ့သေးလားဥမာနေစနစ်ပိုင်းဆိုင်ရာတွေအခုဒီကျွန်တော်တို့ဒီဘောလုံးလောကမှာတခြားအဲ့လိုမျိုးအဲ့ဒီအကြောင်းလေးတွေသိချင်တယ်ကျွန်တော်ဘယ်လိုမျိုးအဲ့လိုမျိုး opportunities လေးတွေရောရခဲ့သေးလဲပေါ့နော်မလုံဖြစ်ခဲ့တာလေးတွေပေါ့နော်မလုံဖြစ်ခဲ့တာတွေအများကြီးပဲညီလေးမလုံဖြစ်ခဲ့တာတွေဒါအမှန်တိုင်းပြောရင်ဒီနိုင်ငံတကာအကိုတို့ပြည်တွင်းနေမကောက်ဘူးဒီအကိုအခွင့်အရေးတွေရခဲ့တယ်အဲ အကြောင်းအကြောင်းကြောင့်မလို့ဖြစ်ခဲ့ဘူးပေါ့ဟုတ်ကဲ့ပြည်တွင်းကတော့ဘာမှဟိုဟာမဖြစ်ပါဘူးအကိုစိတ်လဲဝင်စားဘူးဟုတ်ကဲ့အကိုဟိုပပတက်တက်ပေါ့နော်ဆက်ဆက်ဆက်အဆက်ဆန်လဲအကိုမရှိဘူးကိုအကိုကခက်ကင်းနေမနေဘလုံးဝဲလာကြည့်အောင်ကိုကဘလုံးဝဲကြည့်ပြီးတော့ဒီ press ထဲကိုဝင်လာမှာကိုကပြန်လာဘယ်သူနဲ့မှလည်းအကိုမခင်ရင်ခင်လဲမခင်ဘူးဟိုအပေါ်ရန်လောက်ပဲပြင်ကြည့်မှုရမေးလို့ခေါ်ပြောတော့သေးတယ်ဒါပေမဲ့အကိုနိုင်ငံသားဂျန်တဲ့တချို့ကနေဒီ offer ရခဲ့ဘူးလေ ဟုတ်ကဲ့ဒါပေမဲ့11ကိုမဆုံးခွာနိုင်တကယ်ကိုမဆုံးခွာနိုင်တန်ရောစင်အတန်တန်ရောစင်ပေါ့တကယ်အရန်ပျော်တာပေါ့ဟုတ်အရန်ပျော်တာကိုအငယ်တွေရောကိုအကြီးတွေရောကအကြီးကအကြီးလိုကောင်းတယ်အငယ်ကအငယ်လိုကောင်းတယ်အကိုကလည်းအကြီးရောအငယ်ရောကိုအကိုစီကမိုင်းအကိုကအားနေချက်တွေရှိတယ်စီကမိုင်းဆိုတာရုံတက်နောက်ကျတာရုံစင်ခိုးလက်တာတို့ဘာလို့ရှိတယ်မှန်ပြမဲ့အလုပ်ကတော့ကိုကဘယ်တော့မှမမှားဘူးမလဲဟုတ်အဲ့အမတရားလေးပေါ့အကိုကျတော့ကျွန်တော်ဆိုရင် စာဖန်ရေးစာဖန်တယ်ဘလို့ဖြစ်လာဆိုဥမာဗျာအဲ့လိုနီးစနစ်ပိုင်းမှာဝင်ကင်တာမျိုးလေးတွေတွေ့ချင်တာပေါ့ဗျာတည်တာဘာဖြစ်လို့မလုပ်တာလဲမသိဘူးပေါ့နော်ဥမာကျွန်တော်တို့ဒီ national list ကနည်းနည်းလေးအောင်မြင်လာတဲ့အချိန်လေးတွေမှာပေါ့နော်อืมနီးစနစ်အကစားဒါရိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးပေါ့နော်အဲနီးစနစ်ဒါအဲ့လိုမျိုးလေးတော့ကျွန်တော်လည်းလှုပ်စေခြင်းခဲ့တာပေါ့နော်အဲ့ဒါလေးရှိစေခြင်းခဲ့တာပေါ့အဲ့လိုအဲ့လိုတော့လုံးလုံးမလုပ်ချင်ပါဘူးဟုတ်ဟိုနောက်တစ်ခုကဟိုအခွင့်အရေးမရတလို့ရလေမလုပ်ချင်ဘူးပေါ့နော်ဒါပေမဲ့ အလုံးနေတဲ့သူတွေလည်းဒါအခုအမြင်ကတော့ကောင်းကြပါတယ်ဟုတ်ကဲ့ကိုဟိုဒါကသူတို့ကောင်းယုံနေလည်းမရဘူးဒါအခုအဲ့ဒါလေးဒီဘောလုံးဖက်ချုပ်ကိုပြောပြီးနော်အခုနဲ့အဝေးဟုတ်သူတို့နဲ့အခုနဲ့ရှောက်တဲ့လမ်းကသူတို့နဲ့ဟိုမိထုခေါ်ပြောခင်မယုံပဲရှိတာဟုတ်ကဲ့ဒါပေမဲ့အခုတကယ်ပြောတာလူတွေကနေပြီးတော့ဝေဖန်တော့အခုနိုင်ငံကဘောလုံးဖက်ချုပ်တခုတည်းမအောင်မြင်တာမဟုတ်ဘူးညီလေးဟုတ်ကဲ့ဒါပွင့်နေတော့ယူအခုရုပ်ရှင်လည်း နိုင်ငံတကာထိုးပေါက်နိုင်တာမဟုတ်ဘူးအခုတို့ဂီတလည်းနိုင်ငံတကာထိုးပေါက်နိုင်တာမဟုတ်ဘူးဂီတမှနိုင်နေတော်သေးတယ်အခုလေးစားလဲလေးစားပါတယ်ဒါပေမဲ့ထားပါတယ်နိုင်ငံတကာထိုးပေါက်နိုင်တာမဟုတ်ဘူးဘလုံးမှမဟုတ်ဘူးနိုင်ငံတကာဘယ်ဟာမှမထိုးပေါက်နိုင်ဘူးအခုနိုင်ငံနဲ့ဆင်းရဲတာဟုတ်အဲ့ခါကျတော့သူတို့အခုကကာပြောတာမဟုတ်ဘူးသူတို့မှလည်းသူတို့အခက်ခဲနေသူတို့ပဲသူတို့အခက်ခဲကြီးလေအခုသိတယ်တော့ဒါကိုတင်မြင့်အောင်တို့ဟလာကိုဝင်းသူမိုးတို့အဲအခုဒါပြောမယ်ဆိုရင်သူတို့ရဲ့တခြားသောခံစားရအကုန်မသိဘူးဟုတ်ကဲ့ဒါပေမဲ့သူတို့အလုံးမှာသူတို့တော်ကြတယ် တော်ကြပြီမဲ့သူတို့တော်တိုင်းလဲဒီအောင်ဘာဆိုတခြားနိုင်ငံတွေကလည်းရက်နေရမှာမဟုတ်လားဟုတ်တယ်ဟုတ်ကိုလုတ်တယ်ဆိုတာထပ်ပို့ပြီးတော့လုံနေကြတာဟုတ်ကဲ့ဆိုတော့ဒီထပ်ပို့ပြီးတော့စနစ်ကြောင်လုံးမဲ့အပိုင်းနေလဲရှိအကိုအကြံပေးကျင်လာလေရှိတယ်ဒီထပ်ပို့ပြီးစနစ်ကြောင်ဒါပေမဲ့အကိုပေးတဲ့အကြံတွေကသူတို့လည်းရှိပြီးသားဖြစ်ရင်ဖြစ်နေမှာဟုတ်ဒါပေမဲ့သူတို့အကောင့်ထဲပေါ်ဖို့ငါမစွမ်းသာလို့ဒီတိုင်းရေစုံပြောနေရလည်းဖြစ်ရင်ဖြစ်မယ်ဟုတ်ကဲ့ဒါကြောင့်အဲ့ဘိုင်းနေအကိုဝင်ရှော့ဖို့မရှိဘူးဟုတ်အဲ့ပြောရရင်နည်းနည်းတော့များတယ်ဗျ foundation ကတော့ကျွန်တော်ကျန်းမာရေးတို့ဘာလို့တခြားဟာတွေမှာအယုံဆိုင်မှာရှိပါနိုင်ငံတိုင်းနိုင်ငံကတော့ဒီအကစားတို့ဘာလို့ဆိုတော့ပူမအားမအားလုပ်တဲ့ဟာမျိုးဖြစ်နေတော့အဲ sporting ဘိုင်းမှာတော့ထားလိုက်ပါတော့အဲ့လိုမျိုးလေးရရှိမှာအဲအဲနောက်တစ်ခုအကိုပြောချင်တာမြို့နယ်အကစားမှုတွေအကိုနဲ့ခင်ပါတယ်မြို့နယ်အကစားမှုတွေအကိုနဲ့ခင်တဲ့သူတွေထဲမှာဟိုရှိကြပါတယ်အကိုတို့ volleyball တွေကစားတဲ့အခါမှာကိုတိန်ထိုက်တို့ဘာလို့ဆိုတော့ကိုတို့ဒီမြို့နယ်မှုတွေဆိုတော့တော်တော်ကောင်းပါတယ်ဒါပေမဲ့အဲ့တုန်းကမြို့နယ်မှုတွေကကောင်းကြရင်အခုမြို့နယ်မှုတွေကအလုံးမလုံးကြဘူး 我们用的是阿尔法穆迪卡。 တကယ်တမ်းကျတော့ဒီအဖွဲ့ချုပ်အသီးသီးကိုကိုမျိုးနယ်တဲကိုကိုတိုင်းစင်းမယ်ကင်းထောင်းမယ်ကလေးတွေကစားတဲ့ဟာတွေကြည်ပြီး report တင်မယ်ဒီကလေးတွေကိုဒီ academy အတွက်ခေါ်တင်နေပါလားဟုတ်ပါဘူးအဲ့ဒီအလုပ်ကိုမျိုးဒါအခုဒါပို့ဝင်လင်းပြောတာမျိုးနယ်အားသားမှုတွေကောင်းအောင်အလုပ်မလုပ်ကြတာဒါလည်းပါတယ်ဒါလည်းကျွန်တော်တို့ဒါကောင်းစေချင်လို့ပြောတာလေမကောင်းစေချင်ပြောနေတော့ဗောနော်ဒါပူကောင်းလာမယ့်ကိစ္စလေးပြောတာဗောအဲ့တော့အခုမေးချင်တာလေးရှိအောင်နော်အခုကျွန်တော်တို့ကဒီ social media kit ဖြစ်လာတာဗောကွာ live မှာအဲ့လိုမျိုး page တွေလုတ်တယ်အားကားစားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလူငယ်တွေလည်းလှုပ်လာကြတယ် ခုကျွန်တော်တို့လည်းစပြီးလှုပ်လာရပေါ့เนาะလှုပ်လာရဆိုတော့အဲ့ဒီလှုပ်လာတဲ့အပေါ်မှာအခုရဲ့ဒီ suggestion လေးပေါ့เนาะ guideline လေးဘလို့လေးတွေစွာလေးတဲ့တစ်ချက်လောက်အခု land နေညွှန်ပေးပါဟုတ်အများကြီးလှုပ်လာကြတာတော့အကိုကဟိုအရန်သဘောကျပါတယ်ကြိုလဲကြိုဆိုတယ်ဟုတ်ကဲ့အကိုကတကယ်ပြောတာအကိုလူငယ်တွေဟိုဟိုလှုပ်ချင်တဲ့သူတွေအကိုလုံးအကိုတက်နိုင်တော့အကြံပေးရပေါ့เนาะဟုတ်ကဲ့ဟုတ်နှုတ်အားဖြင့်ဖြစ်စေအဲနောက်တစ်ခုကအတွေးခေါ်အားဖြင့်အကြံဉာဏ်အားဖြင့်ဖြစ်စေ အကိုပေးတယ်လှုပ်လှက်လှုပ်ဆင်ကျင်တယ်တခုတော့ရှိတယ်ဟုတ်ကဲ့အကိုကဒီလူငယ်တွေဟိုချမ်းဝင်းရောဥမာပေးရရင်ဟိုချမ်းဝင်း UK match day ဆိုသူအရန်အောင်မြင်တယ်နော်ဟုတ်အဲ့လိုငွေရှာမယ်အောင်မြင်အောင်လုပ်မယ်ဆိုပြီးဝင်လာတာမဟုတ်ရုပ်တုံမှုတစ်ခုနဲ့သူ့လို့သူရှိတယ်ဟုတ်ကဲ့သူ့လောက်ကိုသူရှိရင်းနဲ့အဲ့အလုပ်ကိုလုပ်ရင်းနဲ့ရတဲ့ပတ်စံလေးကဘာခြံမ်းမှာရှိတာမဟုတ်သူ့သူဘောလုံးဝတွေသွားကြည့်တာဟုတ်ကဲ့ရှာသမီးကဘောလုံးဝကြည့်ပြီးကုန်တာအဲ့သူ့ယူသွုံကအရင်အကိုတို့နဲ့အလောင်းမှာအတူတူလက်တွဲလုပ်ခဲ့ဘူးတယ် သူ့အကြောင်းကိုသိတယ်သူဘလောက်ယူသွတ်တယ်အာကစားအစုံကိုသူမသိသေးရင်သိအောင်ကြိုးစားတယ်အဲ့လိုမျိုးပေါ့ဆိုတော့နောက်ပိုင်းကျတော့သူအောင်မြင်လာအောင်မြင်လာတဲ့အချိန်မှာသူတဖြည်းဖြည်းနဲ့သူလုံနေတဲ့အလုပ်ကိုစွန့်ခွာရင်းနဲ့ဒီဘက်မှာရက်တီလို့ရပြီဆိုတဲ့အချိန်ကျတော့မှသူလုံးဝပြောင်းမလိုက်တာဆိုတော့ပြောချင်တာကဘာလဲဆိုတော့ငါအောင်မြင်အောင်လုပ်မယ်လို့ပတ်စံရှာမယ်လို့တွေးပြီးတော့လုပ်ခဲ့တာမဟုတ်ယူသွတ်လို့ဝါသနာပါလို့ ်ကဲအောင်မြင်မြင်မအောင်မြင်မြင်အဲ့ဒါတွေကအဲ့ဘာမှမရေရအောင်ကိုလုံးချင်လို့သူလုံနေတာဟုတ်ကဲသူစလုတ်တဲ့အချိန်လဲအခုတို့ကြည့်ကိုကြည့်နေနစလုတ်ပြီးတော့ဒီ light လေး၁၀ခန်းနဲ့ချနေတာပဲဟုတ်ကဲအခုတော့မှဟိုသူ့အခုကြည့်နေရင်းနဲ့စိတ်မကောင်းတဲ့မလားဒါဒါတကယ်ပြောတာဟုတ်ကဲစိတ်မကောင်းဒါပေမဲ့ तू ကရက်မသွားဘူးတော့သူချ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 နေဟုတ်ကဲ တော့ तू က pioneer လို့ပြောလို့ရတယ်အခုတို့ဒီမှာဆိုရင်အမှန်ပါဟုတ် तू 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 ထိုင်ထိုင်ရင်လည်းနောက်ပိုင်းကျတော့ तू အရန်လူသိများတဲ့အဆင့်ကိုရောက်သွားတိတ်လည်းမကြသေးပါဘူး2018 16လောက်မှာ तू တော်တော်လူသိသွားတာဟုတ်ကဲ့လူသိသွားတော့ဒါထားပါတော့အမှအခုအထက်နောက်ပိုင်းတွင်ငယ်တွေလည်းပြောကြနေတာနံပါတ်2ပြေးကြတဲ့အကြံကအရန်အောင်မြင်ခြင်းသိမ့်မများနဲ့ဟုတ်ကဲ့နောက်တစ်ချက်နောက်ထပ်အရေးကြီးတာကမအောင်မြင်လုံနေရင်းနဲ့မအောင်မြင်ဘူး views တွေနဲ့ အားပြက်တဲ့လူတွေရလေအဲ့လို face ရှိတယ်ဟုတ်ကဲ့ကို views နဲ့အားပြက်တဲ့ကိုဟာကတင်တယ်လူမကြည့်ဘူးလူမကြည့်ဘူးဆိုရက်သွားတဲ့သူတွေကြည့်တယ်အဲ့တော့အောင်မြင်သွားတဲ့သူနဲ့မအောင်မြင်တဲ့သူကြားထဲမှာအထက်ကလမ်းရပပလေးမရက်သွားဘဲနဲ့ပုံမှန်လေးလုံနေတဲ့သူကအချိန်တန်သူ့အတူအောင်မြင်သွားတာဟုတ်ကဲ့ဒီမှာအရင်လိုမဟုတ်တော့ဘူးဗျအရင်တော့အခုတို့ဒီသတင်းစာကြားနိုင်ခဲ့ပေါ့နော် printed media ခဲ့တော့ကလူတွေကအခပေးပြီးတော့ကြည်ရတာအဆန်ပေးပြီးဝယ်ရတာဟုတ်ကဲ့ကောဟုတ် ပတ်စံပေးပြီးတော့ဝယ်ရတာဟုတ်ကဲ့ဟိုပတ်စံပေးပြီးဝယ်တဲ့အခါမှာတချို့တွေကအနေ့တိုင်းဝယ်နိုင်တာမဟုတ်ရွေးပြီးတော့ဝယ်တာအဲ့တော့ညီလေးက11ကိုရွေးထားရင်အင်္ဂါမှာဝယ်လိုက်ရင်ဗုဒ္ဓဟူးမှာညီလေးပတ်စံကကြံကြမှာကြံမှာဟုတ်ကဲ့ဟုတ်အဲ့ဗုဒ္ဓဟူးထွက်တဲ့ကြံတယ်ကိုသွားပြီသွားပြီဟုတ်ကဲ့အဲ့ဆိုလိုတာအခုကျတော့ wifi နေနဲ့အဲ့လိုမျိုးဘယ်ကလာတာလူတွေကကြည်နိုင်တယ်ဟုတ်ကဲ့အဲ့နိုင်တခါရောက်နေတဲ့မြန်မာတွေရှိတယ်မြန်မာအတန်းကိုကြားကျင်တယ်ကြည်ကျင်တယ်ဟုတ်ကဲ့ကိုအဲ့ခါကျတော့ဟိုတော့လည်းမခတ်ဘူး ဒါပေမဲ့ပုံမှန်လေးပဲလို့နေတိုင်းနေတိုင်းနေတိုင်းအများကြီးမလို့နိုင်နည်းနည်းလေးလို့နေတိုင်းနေတိုင်းနေတိုင်းเนาะဒီ algorithm တွေကလိုက်ပြနေရင်းနဲ့အဲသဘောကျလာလိမ့်မယ်အဲတစ်ချက်ပေါ့เนาะဒါမဖြစ်မနေဒါလူငယ်တွေကိုအကြံပေးကြတာ YouTuber လုပ်မဲ့သူတွေ YouTube personality ကိုတွားကျင်တဲ့သူတွေအတွက်ဆိုအဲ့ဒါပေးကြနောက်တစ်ချက်ပါလဲဆိုတော့ quality ကိုမှတ်ဖို့ဟုတ်ကဲ့ကိုဟုတ်အရန်ဘယ်လိုခေါ်မလဲစိတ်ထဲမှာရှိသမျှလေးရှောက်ထုတ်ပြောနေလို့မရဘူးဟိုဖြစ်နိုင် ခြေမဖြစ်နိုင်ကြီးဆိုတာရှိတယ်အဲ့ဒီတခုကိုကိုယ်စိတ်ထမှာရိုးရိုးသားသားအဲ့လိုခံယူလို့ပြောရင်ပြောလူတိုက်စီခြင်းလို့သိရမလားဟိုမုံလို့အဲ့အဲ့လိုရှောက်ပြီးတော့မပြောမိစေနဲ့ဟုတ်ကဲ့အဲ့ကိုကရေရှည်သွားမယ်ဆိုရင်ထိမ့်ထိမ့်သိမ့်သိမ့်နဲ့ကိုပြောတာတခုကလူတိုင်းကလက်ခံမှာမဟုတ်ဘူးကိုပြောတဲ့ဟာတွေကလူတိုင်းလက်ခံမှာမဟုတ်ဘူးဟုတ်ကဲ့ဒါပေမဲ့တော်တော်များများသိတယ်အခုရိုးရိုးသားသားပြောတာသူတို့လက်မခံတာတပိုင်းဟုတ်ကဲ့အခုရိုးသားပြောတာနှိတ်ကွတာလည်းမပေါဘူးမြောက်ပြင်တာလည်းမပေါဘူးအခုစိတ်ထဲမှာရှိတော့ပြောတာကို လူတွေကိုအဲ့ဒီ feeling လေးတော့ပေးပေးနိုင်အောင်ကြိုးစားနန္ဒာပြောလိုက်တဲ့စကားတခုကိုလက်မခံတဲ့သူကနန္ဒာတသက်ပုတ်ခတ်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီအမြင်ကိုတော့ကျွန်တော်လက်မခံနိုင်ဘူးလားပြောတယ်ဆိုတော့အနေထားမျိုးတွေတည်ဆောက်မင်းပြောသမျှတော့ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးဟုတ်ကဲ့ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒါလူငယ်တွေကိုအဲ့ဒီအကြောင်းလေးပြောရခြင်းနဲ့နောက်တစ်ချက်ကအရင်အကိုတို့စာရေးတဲ့ခေတ်ကအထင်းကွက်ရှိတယ်အကိုတို့ရေးတဲ့စာကအကျန်းနေပြီလွန်နေပြီလော့ချ်အောက်နေပြီဆိုရင်တဘောအထင်းကွက်တွေရှိတယ်အော်ဒီဟာလေးက ပြင်မကောင်းဘူးလားအမ်မဟုတ်ဒါဒီလိုရှိတယ်ပေါ့ဟုတ်ထည့်လိုက်ပါအမအေးပြင်ကောင်းတာပေါ့ဟုတ်သားပဲဒါကြီးရဆိုတော့အခုကျတော့ဟိုညီလေးတို့အဲ့လိုမျိုးအထိတ်ကုတ်မရှိဘူးဟုတ်ကဲ့ပြောနေတဲ့ဟာတခုမှားသွားလို့ရှိရင်စက်ကူလိုပုံမှန်လိုမျိုးဒီဘယ်လိုကောင်းမလဲဆိုတော့ correction နဲ့ဖြတ်ပြီးတော့စာပြင်လိုက်လို့မရဘူးဟုတ်ကဲ့တစ်ပုံလုံးပြန်ရရမှာဟုတ်ကဲ့တခုမှားသွားရင် အဲတော့တော့အဲ့လိုအခက်ခဲရှိတယ်ကွာအဲ့ခါကျတော့မပြောချင်လွတ်ပေးလိုက်တယ်အဲ့လိုမျိုးအပြင်းမကြီးနေပါတော့အဲဒါအအဓိကကိုပြောချင်တာဒုဆာရှိရင်တစ်ခုလုံးဖြတ်ချအစားဆုံးပြန်ပြောဟုတ်ကဲ့အဲဒါတော့ပြောမနေတော့ဘူးဒိုင်းလွတ်ပေးလိုက်မယ်ဆိုတဲ့အားမျိုးတွေမထားနဲ့အထင်းကိုမရှိဘူးကိုယ့်ဘာကိုတာဝန်ယူနေရတာဟုတ်ကဲ့ခဲ့ကကိုယ့်ဘာကိုတာဝန်ယူရဖြစ်တဲ့အတွက်တကယ်ကျတော့ပို့ပြီးတော့တာဝန်ကြီးတယ်ဟုတ်ကဲ့ဆိုတော့ဟိုမှန်မှန်လို့အဓိကပြောချင်တာတော့မှန်မှန်လေးလို့မှန်မှန်လေးသွားအာတစ်ချက်ရေအနောက်တစ်ချက်ကโอ้ ဘယ်လိုခေါ်မလဲအရန်ကိုနာမည်ကြီးကျင်စိတ်နဲ့မလုံနဲ့ဟုတ်ကဲ့ကိုဟာဒီဟာဒီကိုဒီ fashion ဖြစ်တဲ့အပေါ်မူတည်ပြီးတော့လှုပ်သွားတချိန်ချိန်မှာဘယ်သူမဆိုးတချိန်ချိန်မှာနေရာတစ်ခုကိုရောက်ကိုရောက်တယ်ဘယ်သူမဆိုးနော်အခုပြောတာတကယ်တကယ်ဟိုတော့မကျွမ်းကျင်တော့တမျိုးပါကွာဟုတ်တကယ်ယူသုံးခုနဲ့လောက်ရင်ဘယ်သူမဆိုးတဘောတချို့တလားကြာနဲ့ပေါက်သွားလိမ့်မယ်တို့တချို့တစ်နှစ်အကြာမှာပေါက်သွားလိမ့်မယ်အချိန်တစ်ခါတစ်ခုပဲလုပ်တယ်ပေါက်ပေါက်တယ်မှန်မှန်လေးစားလှုပ်သွားအဲနောက်တစ်ချက်ကတော့ အထင်းကော့ကကိုပဲရှိတယ်တယောက်တည်းပြောတဲ့သူတွေဆိုပို့ဆိုးတယ်ထင်းမရှိတဲ့သူဆိုပို့ဆိုးတယ်ကိုတင်လိုက်ပြီးပြီဆိုရင်တင်ပြီးတော့မှဟာဒါမှပြောမရင်ကောင်းတာပြောမရင်ကောင်းတာလေဖြစ်တတ်တယ်အားကြောင့်တခြားလေးသတိထားပြီးတော့လုပ်ဟုတ်ကဲ့ကိုပြောတာတော်တော်လေးမှတ်စရာပဲပါတယ်ဗောနော် consistency ကအရေးကြီးတာဗောနော် consistency ကအရေးအကြီးဆုံးပဲဟုတ်ကဲ့နောက်ပြီးတော့ဒီအကိုအာဘယ်လိုပြောရမလဲ အဲသူသူများတွေမသိရရှိမလားကျွန်တော်လည်းမေးကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်တို့ကကြိုတိုင်မင်းထားလည်းမဟုတ်ဘူးပေါ့အန်စင်းမေးခွန်းနေနဲ့သွားတာဆိုတော့အဲ့ဒါလည်းမသိမှာဆိုလို့ကျွန်တော်လည်းထည့်ပြောအောင်အဲ့တော့အကူကဘလုံးနဲ့ရေးတဲ့ဟာတွေမှာတော့ဟိုပါဖြစ်တယ်ပေါ့နော်အာကစားမှာအကူကအကုန်ကြောက်တကယ်အကူအကြိုက်ဆုံးအာကစားဖားတယ်အဲဟိုကြည့်ရတော့ပြောရလားကစားရတော့ပြောရလားအဲ နှစ်ခုလုံးပေါ့ကြီးနှစ်ခုလုံးလိုချင်တာပေါ့နှစ်ခုလုံးဆိုကြီးရတာအခုကစားရတာကိုအကြိုက်ဆုံးအားကစားနည်းက volleyball အကြိုက်ဆုံးပဲ volleyball volleyball ကစားရတာအရင်ကြိုက်တယ် volleyball ကအခုအခုခန္ဓာကိုယ်ဝိတ်နဲ့ဒါပေမဲ့အခုအခုချိန်ဒီလဲအခုရောက်အောင်သွားနေတော့မယ်နေ့တိုင်းတော့မဖြစ်နိုင်ဘူးလေအလုပ်တွေအားပြီဆိုတော့လည်းအခုထွက်ပြီးတော့ကစားနေတော့မယ် volleyball ကဘောလုံးကန္တာထက်ရောတခြားဘယ်ဟာမှဆိုတော့အခုပိုကြိုက်တယ်အခုတကယ်ချင်းအကုန်လုံးလည်းတည်တယ်ဟုတ်ကြီးရတာအကြိုက်ဆုံးကတော့အမှန်တမ်းပြောရင်အခု golf ကိုအကြိုက်ဆုံးပဲ ဂေါ့ဖ်ကိုဟိုအချိန်အကြိုက်ကြီးရတယ်ပေါ့နော်ပြီးတော့ tennis ပေါ့ဘောလုံးပွဲထက်ပိုကြိုက်တယ်ဒါပေမဲ့ golf တို့ tennis တို့အခုထိုင်ပြောနေလို့အခုစာဝန်ကြီးပြေးလဲမှာမဟုတ်ဘူးဟုတ်ကဲ့ဘောလုံးပွဲကကြတော့မကြိုက်တာမဟုတ်ဘူးဟိုဟာတွေကကြတော့အခုပို့ပြီးတော့ညှိတာပေါ့ဟုတ်ညှိတာဆိုတာအရန်လဲဟိုဝါသားလဲပါတာဟုတ် tennis အခုဆိုရဲဟိုဟာ center ဒါဟိုကောင်းလေးဦးကောင်ကို ဘလို့မှနိုင်သွားတယ်အခုထိုင်ကြည့်နေတခါလေဘလုံးပွဲနဲ့ဟိုတန်နစ်ပွဲနဲ့တိုက်နေရင်ဒါအခုအမှန်တိုင်းပြောတာအရေးမကြီးရင်အဲ့ဘလုံးပွဲကိုရှော့ပလိုက်တယ်အခုကတော့နော်စင်နာတို့ခေတ်တွေဖြစ်လာပြီဆိုတော့အခုနေ့ကတော့အဲ့ဒီအကြောင်းတွေတက်တက်ပြောမှရမယ်ကျွန်တော်လည်းကျွန်တော်ကပထမကျွန်တော်ရဲ့အဓိကအကြိုက်ဆုံးတော့ဘလုံးပေါ့နော်ကျွန်တော်ဒုတိယအကြိုက်ဆုံးကတန်နစ်ဆိုတော့ကျွန်တော်အဲ့ဒီအကြောင်းလေးတော့နည်းနည်းနောက်ခါကြရင်နည်းနည်းပြောပြောမှရပဲပေါ့နော် အဲ့လိုမျိုးပါတခြားဟာတွေကတော့အကိုကြိုက်တာတွေအများကြီးအများကြီးပဲညီလေးအများကြီးပါဟို chest တွေပါလဲပိုင်းပါမော chest လဲအခုအခုကြည့်နေတော့မယ်ဟုတ်အဲ့လိုမျိုးတွေပေါ့အဲ့တော့နောက်ဆုံးတော့မင်းစီဟာသိမရှိတော့နောက်ဆုံးတော့အကိုဒီအလုပ်တွေကိုဘယ်လောက်ထိလုပ်သွားမယ်လို့ယုံကြည်မှုထားထားလဲအကိုဘယ်လောက်ထိဒီဟာကိုစိတ်ပြင်းပြမှုတွေဆက်ရှိမယ်လို့အကိုကိုကိုယုံကြည်မှုဘယ်လောက်ဘယ်လောက်ဘယ်လောက်ထိအရွယ်ထိသွားမှာလဲမပြောတဘုံကြီးလေအဲ့လားတော့အကိုစိတ်ရှိသလောက်တော့သွားမှာပဲပေါ့နော် ။တရားတာတော့အခုကဟိုဒီဒီအလုံငန်းဝင်နေမှာကိုဆက်ရှိရင်လည်းရှိမယ်။ရှိကြမှာလည်းရှိမယ်။ဒါတွေကအားကစားတော့အခုနဲ့တိတိတိပါသွားမှာပဲ။စာအုပ်ရေရုပ်ရှင်ရေတကိတာရေအားကစားရေအားကစားဆိုလည်းအစုံပဲ။အခုက UFC လည်းကြည်တယ်။ Tennis လည်းကြည်တယ်။ Golf လည်းကြည်တယ်။ဘောလုံးလည်းကြည်တယ်။ရေကူးလည်းကြည်တယ်။နောက်ဆုံးရွက်လွှင့်အားစားအခုကြည်တယ်။ရွက်လွှင့်ဆိုအခုအရန်ကြိုက်တယ်ရွက်လွှင့်။ဒါပေမဲ့ဟိုသူ့ schedule တွေကိုအခုအတိအကျ မသိဘူးပေါ့နော်ဟုတ်ကဲ့ schedule ကိုကိုတိကျမသိဘူးအဲ့လောက်အထိဘာကြောင့်လဲဆိုကိုတခြားအလုပ်တွေရှိနေတာပေါ့အဲ့တော့ရွက်လွင်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအရန်အရန်စိတ်ဝင်စားဖို့ကောင်းတယ်ရွက်လွင်ဟာအဲ့လေဒီကြိုက်တယ်ဆိုတော့အားသားတော့အကုန်ပါပဲ basketball NBA လည်းကြိုက်တယ်ဆိုတဲ့အခါကျတော့အကြည့်လည်းကြည့်ပြနေတယ်အဲ့ဒါအသေးလေးထိကြည့်သွားမှာမသိမချင်းတက်ကြည့်နိုင်သလောက်ထိကြည့်သွားမှာအလုပ်ထဲမှာတော့ပြောလို့မရဘူးနောက်9နှစ်လည်းဖြစ်ဖြစ်မယ်နောက်15နှစ်20လည်းဖြစ်ဖြစ်မယ် တော့နောက်ငားလာလည်းဖြစ်မှာဒါတော့ဘာပြောလို့မရဘူးဟုတ်ဆိုနည်းနည်းစိတ်ပိုင်းဆိုင်ပင်ပစ်ချော်ရယ်ပင်မန်းတော့နော်ပင်မန်းနေတာပင်မန်းတာလို့တော့မထင်ပါဘူးဟုတ်ဟိုတကယ်တော့ပင်မန်းတယ်အဲပင်မန်းတယ်လို့မထင်ဘူးတကယ်ထွားဖြစ်ပါတယ်အဲ့တော့တော်တော်လေးဆုံးပါပြီအဲ့တော့ကျွန်တော်တို့ရဲ့ဒီ podcast လေးကတော့ဆိုရပါပြီအဲ့တော့နောက်ခါလေးကြာရင်လည်းကျွန်တော်တို့ဆက်ပြီးတော့ကိုယ်နဲ့ဆွေးနွေးကြပါသေးတယ်အဲ့ဒါကိုကျေးဇူးတင်ပါတယ်ကိုကျွန်တော်ပြည်သက်ကိုနှုတ်ဆက်လိုက်ကြအောင် ဟုတ်ကဲ့ပါဒါကျွန်တော်တို့ Sports Corner ရဲ့ကျွန်တော် Pocket အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ပါကျွန်တော်တို့ဝိုင်းအားကစား Clownship ဦးဖြစ်တဲ့ကိုနေနေဝင်းချင်းကဒါပါဝင်ကူကြီးတင်ဆက်ပေးထားတာဖြစ်ပါတယ်တကယ်ကိုဆရာကိုလည်းအရင်ကျေးဇူးတင်ပြပါတယ်ကျွန်တော်တို့လာမယ့် Podcast တွေပါလဲကျွန်တော်တို့ပြန်ပြီးတော့လာပါအောင်မယ်အကြည့်ပေးခဲ့တဲ့ညီကိုတယောက်ချင်းလည်းကျေးဇူးတင်ပါတယ်ကျွန်တော် Sports Corner လေးကိုကျွန်တော် Follow Subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်ကြည့်ပေးခဲ့တဲ့တယောက်ချင်းကျွန်တော်တို့ Sports Corner အဖွဲ့သားများအားလုံးရဲ့ကိုစားကျွန်တော်ကျေးဇူးအများကြီးတင်တယ်လို့ပြောရတဲ့ညီကုန်းချောလိုက်ရပါတယ်ခင်ဗျာ